မင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်လေးထဲက IN Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်ဒီနေ့ ICJ ရဲ့သတင်းတော်တော့ AOD တိုင်းဒေသကြီးဟင်္ဒရာမြို့မှာအစံတကြဲအောင်ဆန်းကပြဂီတာဂုံပြုတင်ဆက်ပွဲကိုဘုเจ้าအောင်ဆန်းမွေးနေ့နှစ်တရာပြည့်အမှတ်တရအနေနဲ့ဟင်္ဒရာမြို့လယ်အာဇာနီပန်းချံမှာကျင်းပပြုလုပ်ခဲ့တဲ့သတင်းရုပ်သံလေးပါခင်ဗျာ။ ကျွန်တော်တို့ကျင်းပတဲ့အကြောင်းအရောကျွန်တော်ဗိုလ်ချုပ်ဆန်းကိုတကယ်မေးပြောက်ခံနှစ်များမေးပြောက်ခံတက်ကြွများမှာမွေးပွားလာတဲ့ကလေးသူငယ်များအတွက်လူငယ်များအတွက်နောက်တခါဗိုလ်ချုပ်ဆန်းဂျေဇုကိုတည်တဲ့သူများအတွက်မတည်တဲ့သူများအတွက်တည်သလိုမတည်သလိုသူများအတွက်ကျွန်တော်တို့ရည်စူးပြီးတော့ဗိုလ်ချုပ်ဆန်းနှစ်တရာပြည့်ဒီမွေးနေ့အထိမ်းအမှတ်နှစ်တရာပြည့်ပွဲမှာစမ်းကြအောင်ဆန်းဆွဲနာမည်နဲ့ကျွန်တော်တို့ ရွယ်ပြီးတော့အောင်လုပ်ဖြစ်ပါတယ်။ဘုရားဆင်းရဲဘုရားဆင်းရဲဂျေဇုကိုတီးတဲ့တဲ့မတီးတဲ့တဲ့တီးတယ်လို့မတီးတယ်လို့ဒုညာအတွက်လည်းကျွန်တော်တို့ရှင်းနေပါတယ်။ဘုရားကလည်းဟာနာနာမဖြစ်ချင်လို့ကျွန်တော်စောင့်ကြည့်နေတင်ပါလေစားပါးရဲ့မြေမြတာမလို့ချင်လို့မမမမချင်းမလဲရအောင်ချပါလေဘုရားကလည်းလူ င်ရမယ်ရရင်ရမရရင်ရလားချလို့စိတ်ဝဲတယ်ပိတ်ကြုံနဲ့ပြန်ရောက်ကြရောရရင်စားကြည့်မယ်ဆိုတော့ဒါပြေမှာကျွန်တော်ဝဲစားတယ်ဝဲစားတယ်ကျွန်တော်ဂုံပြူပါတယ်အတန်ရှင်းဆုံးကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာကျွန်တော်တို့ဒီလိုမျိုးနေနိုင်နေတာလည်းဒါအတိတ်ကကိုကျော်အဆိုင်ရဲ့ကျေးဇူးကကျွန်တော်တို့ဘုံမှာအများကြီးရှိရဗျာအဲ့ဒီအတွက်ကျွန်တော်တို့အယံဝမ်းသာတယ်အယံဝမ်းသာတယ်ဟုတ်ပါတထောင်မှုရတဲ့ ဒီတဲ့နေဘောတော့ပြည်မြို့နယ်ပကြီးပပုအစည်းအဝေးကနေယူတော့ပကြီးဆရာ12ဦးရေးဆွဲထားတဲ့တရိခတရာရှေးဟောင်ရင်ကျေးမှုအမွေနှင်းနဲ့သက်ဆိုင်တဲ့ဖရာဇီဒီပထိုးရဲ့အကြောင်းပကြီးကားတရာကိုပြသခဲ့တဲ့ တင်းရုပ်တန်လေးပါခင်ဗျာဒါကူကတော့ကျွန်တော်တို့ကတည်းကကြောင်းဝဘူးလေကျွန်တော်တို့ဟာဒီပြည်မျိုးသူမျိုးသားကိုသူပြားတို့လိုမီဒီယာတွေရှိနေတဲ့ဒီတနင်္ဂနွေလုံးကိုတည်နိုင်အောင်ကျွန်တော်တို့ကရုပ်ဆောင်ပုံလုံးစတင်ပါတော့ကျွန်တော်ပကြီးဝါနာပါ ။ဟုတ်ရကျွန်တော်တငယ်ချင်းတွေကလည်းအမှုပညာဝါဒနာပါ။ဟုတ်ဟုတ်။အဲဒီပကြီးကားကြီးချင်းကကျွန်တော်ဟိုဟာတော်တော်ကောင်းတယ်ပကြီးကားရဲ့။ဟုတ်ဟုတ်။လက်ရရလည်းတော်တော်မြောက်တယ်။အဲ့ဒါဝင်ရောကျွန်တော်ကြည့်ရတယ်။ဒီဘွားမတိုင်ခင်မှာကျွန်တော်တို့လုပ်ခဲ့တဲ့ပြောင်ပွဲတွေကတက္ကသိုလ်တော်မကြီးမှတ်ရပြောင်ပွဲတွေရှိခဲ့တယ်။ဟုတ်ရောကျွန်တော်ပေါက်ခေါမှာစာပေဟောပြောပွဲမှာကြားဘူးတယ် တော့ကျွန်တော်တို့အာစာရေးဆရာဘင်းရှင်ဆရာတွေရဲ့စာအုပ်ပြပွဲနဲ့ရောပြီးတော့ကျွန်တော်တို့ဒီပကြီးပြပွဲကိုတွဲပြီးပြခဲ့တယ်။အာခုနှစ်ကြိမ်လောက်ရှိပါတယ်ဘာ။ဒါဒီဟာပထမဆုံးကြိမ်ပေါ့ဗျ။နောက်ထပ်လည်းကျွန်တော်တို့3လတစ်ချိန်ပြဖို့ရည်ရွယ်ထားတယ်။3လတစ်ချိန်ကကျွန်တော်တို့တပတ်ကိုတစ်ချိန်ထွက်တဲ့အောက်လို့တွေကိုရုံးနေတယ်ဆိုပြီးတော့မှကျွန်တော်တို့က အကြောင်းအရာမျိုးမျိုးပေါ့အကြောင်းအရာမျိုးမျိုးကိုသုံးလကြိမ်ပြဖို့စီစဉ်ထားပါတယ်ဒီကရတဲ့ရမုံငွေနဲ့လိုအပ်တဲ့ပစ္စည်းဝယ်လူနိုင်တဲ့ပြည်ထောင်လုံးဝန်းကိုရှင်းပြဆက်လုပ်ပါအခုတင်ဆက်ပေးမယ့်သတင်းတော့တော့ထိုင်းမြန်မာနယ်စပ်တာချီလိတ်မြို့မှာ

မပြကြဘူးဆိုဘာလို့မပြကြဘူးဆိုတော့အကောင်လုံးကလက်လုံးလက်စားရှိနေတယ်။ဒီနေ့လုံးမှတနေ့စားတယ်ဆိုတော့ကျွန်တော်ကျွန်တော်တို့ကလမ်းထွက်စားသပြနေလို့ရှိရင်အချိန်ကုန်လူကုန်နော်ချိန်မလို့ရှိရင်လူပင်မဝေကုန်တာပဲရှိမှာပဲကျွန်တော်တို့ကဒီဆန္ဒမထုတ်ဖို့ခင်ကျွန်တော်တို့ကဒီကဆရာအနာပိုင်းနဲ့အကောင်လုံးကျွန်တော်ညှိနှိုင်းနေဆွေးနွေးတယ်နော်ဘလို့မှမအောင်မြင်ကျွန်တော်တို့နှီးမျိုးစုံနဲ့ကျွန်တော်တို့လှိမ့်နေပတ်တယ်တော့ဟိုလိုလိုဒီလိုလိုပြန်လဲညှိနှိုင်းပြီးမယ်ဟလာဟိုလိုပဲညှိနှိုင်းမယ်ကွန်ပျူတာညှိနှိုင်းပြီးမယ်အမျိုးမျိုးကျွန်တော်တို့ပြောတယ် 第三大突破所，我说了，这种检查的这种走了老多钱。这交钱没丢嘞哦，三种的废弃了，现在都丢他妈的。那边买了在哪路啊？你们大爷又奔跑嘛，明天我再帮忙的接，差点帮忙的接，叫交三千。东山是幸福，没有了你。高一高我脚下先。 မူလဈေးနှုန်းသတ်မှတ်တဲ့အချိန်ပြန်ရရှိဖို့တောင်းဆိုတာပါအားလုံးဈေးကြီးလာအားလုံးဈေးကြီးဈေးပုံနဲ့သတ်မှတ်တဲ့ဈေးနိုင်တဲ့ပြန်လည်ရရှိဖို့တောင်းဆိုနေရှိပါတယ်ဒီငါဘယ်လောက်ရှိလဲဒီတော့190ကျော်ရှိပါတော့ပြီးတော့ဘာတွေဆက်လုပ်ဖို့ရှိသေးလဲကျွန်တော်ဒီတိုင်းဆက်လို့အောင်မအောင်မြင်ဘူးဆိုရင်ဆက်လုပ်ပြီးတော့ဆက်လုပ်လို့ဆောင်ပါမှာပါရမဲသိမ်းမြုပ် ရွှေမြင့်တင်တောင်တွင်သပိတ်စခန်းဖွင့်ပြီးတော့ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့မိုးထီမူမီရွှေလောက်သားတွေကိုပုံမှန်905ခွေပုံမှန်18ပုံမှန်118ပုံမှန်440အစရှိတဲ့ပုံမှန်တွေနဲ့တရားစွဲဆိုပြီးတော့ပြီးခဲ့တဲ့နှစ်ရထောက်ကြားခဲ့တဲ့အထက်မှာတချို့တွေကပြန်လဲလွတ်မြောက်လာပြီးတော့သူတို့ရဲ့အခက်အခဲကိုရင်ဖွင့်ထားတဲ့သတင်းရုပ်သံလေးကိုလည်းရှုစားပါဦးခင်ဗျာ ကျွန်တော်တို့ဟာလုံဝင်မာလာတရက်နေရလွတ်မြောက်လာတဲ့နိုင်ငံကြီးကျင်းသားဟောင်းတွေပါမောဒီမောမီအရေးအတွက်ပါဝင်ပေါင်ရွက်ခဲ့တဲ့အတွက်905ကာဝင်းနဲ့6လ3လ3လစုစုပေါင်းအောင်နိုင်6လနေခဲ့ရပါတယ်ကျွန်တော်27ရက်ဆယ်လား2023မှာကျွန်တော်မိပါတယ်ခင်ဗျာဖန်ဖန်ခံရပါတယ်3ရက် ဆယ်လ2014မှာကျွန်တော်လွတ်ပါတယ်ခင်ဗျာကျွန်တော်အပြင်မှာရောက်တဲ့အခါသာဝန်တွေအဆင်မပြေလွတ်ကန်သွားတော့ရပါတယ်တကယ်2000ရပါတယ်ခင်ဗျာမြို့သမီးလွတ်တဲ့လူကဘာဆယ်ရခဲ့မှာကျွန်တော်တကယ်2000ရပါတယ်ခင်ဗျာအခုကျွန်တော်လာတွေ့ရတဲ့အကြောင်းရင်းလည်းမသိကျော်လေးနဲ့ဒီကမဲကျော်လေးနဲ့ကျွန်တော်လာတွေ့ရပါတယ်ခင်ဗျာဘူယူဝဲကိုလာတွေ့ရခြင်းဖြစ်ပါတယ်ခင်ဗျာဒိုယူဝင်းကဘာတော်တာပါလဲရှင်ဒိုယူဝင်းကကျွန်တော်ရဲ့ဇနီးဖြစ်ပါတယ်ခင်ဗျာ ဘယ်ဝင်ကတော့ထောင်ဘယ်လောက်ကြနာပါလဲရှင်3နှစ်ကြာပါလေခင်ဗျာထောင်ထဲမှာကျွန်တော်ပါဝင်15ယောက်ကြာတာကျွန်တော်တယောက်ကလွတ်ပါလေခင်ဗျာကျွန်တော်တယောက်အထက်မှာကြာနေတာ14ယောက်ကြာနေပါလေအမျိုးသားတိမောတုတ်တိတ်ကုန်ပြီပဲဗျရွှေလုံသားတွေနဲ့နှစ်ဦးနဲ့ပတ်ပြီးစာချုပ်တွေချုပ်ကြတဲ့ကျွန်မင်းမင်းစာချုပ်တို့အဲ့တော့ရွှေလုံသားတွေရကြည်တင်တဲ့ဥစ္စာတွေကိုအမျိုးသားတိမောတုတ်တိတ်ကုန်ပြီရမျက်ကွယ်ပြုတ်ပြီးတော့မလိုက်ရောလို့တင်းမာမှုကြီးလို့ခြေတော်နဲ့ င်းနီးလာနေမတုံးခဲ့လို့ရွှေလုံသားတွေကအကုန်လုံးအောင်နေစိတ်ချောက်ရောက်ပေါ့ကျွန်တော်အပါဝင်ပေါ့ရွှေလုံသားကတော့15ရောက်ကျွန်တော်ကတော့ဒိုက်ပါကူကြီးတောင်းရသူပေါ့အဲ့ဒီစိတ်ချောက်ရောက်ထောင်ကြခဲ့ရတာပါအာအများကြီးသတင်းလာလာပါတယ်အဲ့တော့ကျွန်တော်ပြောပြချင်တယ်ဆိုမျိုးသားကြီးပွားတုတ်တဲ့ကုမ္ပဏီသူသူတို့ကပြန်ရကြည့်ဖို့အတွက်ကိုဆက်လက်တောင်းဆိုကြမယ်တဲ့အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီချွေလုံသားတွေရကြည့်ပေးတဲ့ဥစ္စာတင်းလင့်တိတ်တိတ်မြောက်ပတ်သွားဟိုပြောမယ်ဆိုရင်ပြေချော့ပေးလိုက်မယ်ဆို ွေလူသားတွေဘဝလည်းငြိမ်းချမ်းသွားမယ်ပြောမယ်သူနိုင်ငံတော်အတွက်လည်းတရားဥပဒေဆုံးဖို့မှုလေးဖြစ်မယ်ဒီလိုမှမဟုတ်ဘူးဆိုနှစ်ပတ်ကတော့တင်းမှမှုလေးဖြစ်ပြီးတော့တရားဥပဒေဆုံးဖို့မှုအတွက်ကိုကျွန်တော်တို့စိုးရင်နေရပါတယ်အဲ့တော့အမျိုးသားတိပေါ်တိုးတက်ရေးကုမ္ပဏီရေးွေလူသားတွေအတွက်ကိုခမည်းတော်ငဲ့ညာပြီးတော့ွေလူသားတွေဘဝပြက်နေရငဲ့ညာပြီးတော့ခမည်းတော်လိုက်ရောပေးပေးခြင်းပါတယ် အခုတင်ဆက်ခဲ့တာတော့ DVB ရုပ်မြင်သံကြားအစီအစဉ်တွေထဲက Iron Citizen Journalist ပြည်သူပြည်သားသတင်းသမားများအစီအစဉ်ဖြစ်ပါတယ်ခင်ဗျာဒီအစီအစဉ်အတွက်မိမိတို့ရည်ရည်သားမှာဖြစ်ပေါ်နေတဲ့သတင်းအချက်အလက်တွေအများနဲ့သက်ဆိုင်တဲ့သတင်းတွေကိုပေးပို့နိုင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဇွန်မိုးပဲပါ